နေပုံတစ်ခုပေါ်ကိုကျွန်တော်တို့ခုံဆင်းလာခဲ့ကြတယ်။တခြားသူတွေနဲ့ရှင်ပြိုင်ပြီးတော့အကောင်းဆုံးဆိုတဲ့အရာတွေကိုလူပြီးတော့လိုက်ရှာရင်းနဲ့တဖြည်းဖြည်းရှင်ပြိုင်သူတွေနဲသွားသလိုကျွန်တော်တို့အသက်ရှင်တန်လို့ရတဲ့နေရာကလည်းကျင်းလာခဲ့တာပေါ့။ဒီတိုက်ပွဲကြီးထဲမှာကအောင်နိုင်သူဆိုတာတူတဖွဲ့ပဲကြာမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အားသွန်ခွန်ဆိုင်ပြစ်ခတ်တိုက်ခိုက်ရင်းနဲ့နောက်ဆုံးမှာတော့အသက်ကိုဖတ်တဲ့ထုတ်ကနောက်ဆုံးအေရီးယားတဲကိုရောက်လာခဲ့တာပေါ့။ဒါပေမဲ့ကာမကောင်းစွာနဲ့ပဲကျွန်တော်တို့ကြာရှုံးသွားခဲ့ပါတယ်။ နောက်တစ်ခေါက်တော့နိုင်ပါပါဆိုပြီးတော့ကျွန်တော်တို့ထပ်စ조사ကြတယ်စောစောစီစီကုန်းသွားခဲ့တဲ့အခါတွေလည်းရှိသလိုနည်းနည်းလေးကြာမှကုန်းနာမျိုးတွေလည်းရှိခဲ့တယ်ထပ်စ조사ရင်조사ရင်နဲ့နောက်ဆုံးမှာတော့ကျွန်တော်တို့လိုချင်ခဲ့တဲ့နံပါတ်၁ကိုရရှိခဲ့တယ်ပေါ့ဒီအချိန်မှာကျွန်တော်တို့အုံတော်ထက်ကိုရောက်လာခဲ့တဲ့ဒူပါမင်ဆိုတဲ့ကောင်းမွန်တဲ့ခံစားချက်တွေကဘာနဲ့မှမလဲနိုင်လောက်အောင်ကိုများခဲ့ပြီးတော့ဖိတက်သွားခဲ့တာပေါ့အဲ့ထက်ပိုပြီးတော့ဖိတက်စရာတွေတော့ရှိပါတယ်ဒါပေမဲ့ gaming video ဖြစ်တဲ့အတွက်မပြောတော့ပါဘူး Yeah boy ဒီလို high မျိုးကိုပေးနိုင်တဲ့ Battle Royale game တွေဆိုတာလက်ရှိအချိန်မှာတော့အများကြီးရှိပါတယ် PC ပေါ်မှာဆိုရင် Fortnite, Apex Legends, Warzone, PUBG Battlegrounds အစရှိတဲ့ game တွေရှိသလို Hyperscape, PUBG Lite, Realm Royale တို့လိုဖိလ်သွားခဲ့တဲ့ game တွေလည်းရှိခဲ့တာပေါ့ Mobile ပေါ်မှာလည်း COD Mobile, PUBG Mobile, Fortnite တကားမပါတဲ့ game တို့ရှိခဲ့သလိုပိတ်သိမ်းသွားခဲ့တဲ့ Rules of Survival, Apex Mobile နဲ့တဖြည်းဖြည်း player base ကျဆင်းနေလျက်ရှိတဲ့ Farlight 84 PUBG New State Warzone Mobile တို့လည်းရှိတာပေါ့နော်ဒီလို gaming လောကကိုဘုံတိုင်းတစ်ခုလိုတိုက်ခတ်ခဲ့ပြီးတော့ game company တိုင်းက BR mode light လုပ်စေခြင်းလောက်အောင်နာမည်ကြီးခဲ့တဲ့ game မျိုးစားတွေကဘယ်ကနေဘလို့စတင်ပေါ်ပေါက်လာခဲ့ရလဲဆိုတာကိုကျွန်တော်နဲ့အတူတူလေ့လာလိုက်ကြရအောင် Battle Royale ဆိုတာကိုမြန်မာလိုတိုက်ရိုက်ပါသားပြန်မယ်ဆိုရင်တော်ဝင်တိုက်ပွဲကြီးပေါ့ဒါပေမဲ့ gaming အပိုင်းမှာတော့ player တွေအများကြီးအတူတူရှင်ပြန်တိုက်ခိုက်ရပြီးတော့နောက်ဆုံးမှာတသင်း တယောက်ပဲကြံတဲ့ဂိမ်းမျိုးကိုဆိုလိုတာပါဒီ logic ကိုသုံးပြီးတော့ကျွန်တော်တို့တေချာသွေးကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေအားလုံးဟာ sharp 1 battle royale ဝင်တာတွေပါပဲဘာဖြစ်လို့လဲဆိုတော့လူဖြစ်လာဖို့အတွက်ကိုတောင်းတခြားအရောက်ပေါင်းတန်းချီနေချင်းပြန်ခဲ့ရတာကိုပထမဦးဆုံး battle royale လို့ပြောလို့ရတဲ့ဂိမ်းကိုညီကောင်မောင်တို့မတို့အသက်ရွယ်နဲ့ရှိပြီဆိုရင်စော့ရင်စော့ဘူးကြမှာပါ1990မှာပထမဦးဆုံးထွက်ခဲ့တဲ့ Bomberman ဆိုတဲ့ဘုံထောင်ပြီးတော့နယံလေးတွေကို ခွဲရပြီးတော့ power up လေးတွေယူကတခြား player တွေဒါမှမဟုတ်ဘုံတွေကိုဘုံနဲ့ထိအောင်လုပ်ရတဲ့ဂိမ်းပေါ့ ပထမဆုံးထွက်ခဲ့တဲ့ Bomberman Game ကတော့9ရောက်အထိပဲကစားလို့ရခဲ့တယ်လို့သိရပါဗျ9ရောက်တည်းဖြစ်တဲ့အတွက်တော်ဝင်တိုက်ပွဲကြီးဟုတ်လားမဟုတ်လားတော့ပြောဖို့ခက်ခဲပေမဲ့ technically တော့ဟုတ်တယ်ပဲပြောရမှာပေါ့ Battle Royale ဆိုတဲ့သဘောတရားကိုလူတွေကိုစတင်ပြီးတော့စိတ်ဝင်စားလာအောင်လုပ်ပေးခဲ့တဲ့မီဒီယာထုတ်ကိုပြောပါဆိုရင် Koshun Takami ဆိုတဲ့ဂျပန်နိုင်ငံဆိုင်ရေးဆရာတယောက်ကရေးသားထားခဲ့တဲ့ Battle Royale ဆိုတဲ့ Visual Novel ကိုကိုးကားပြီးတော့ပြန်ရိုက်ထားတဲ့2000ခုနှစ်ကထွက်ခဲ့တဲ့ Battle Royale ဆိုတဲ့ဂျပန်ကားတစ်ခုပေါ့ဒီစကားကဂျပန်နိုင်ငံအတွင်းမှာတော့ထိုက်တဲ့လောက်အောင်မြင်ခဲ့ပေမဲ့ ထွက်ထွက်ချင်းမှာတကမ္ဘာလုံးကတည်သွားတဲ့အထိတော့ခက်မစားခဲ့ပါဘူးဂျပန်နိုင်ငံအတွင်းမှာပဲယုံတင်ခဲ့ပြီးတော့အင်တာနက်ဆိုရှယ်မီဒီယာခက်မဟုတ်သေးတာကြောင့်လည်းပါတာပေါ့ကျွန်တော်တို့မှအဲ့ဒီခက်ကဖင်ပြောင်းတဲ့မိုးရီထဲမှာပြေးဆုံးနေတော့တယ်ပါတယ်စိတ်ထဲမှာပုံမှန်ဝိမိကွမ်းတောင်းပါပါတယ်တကယ်တော်ဝင်တိုက်ပွဲတွေကို mainstream လူတွေသိသွားအောင်လုပ်ပေးခဲ့တာကတော့ Jennifer Lawrence ပဲဖြစ်ပါတယ် The Hunger Games ဆိုတဲ့ Hollywood ကထုတ်ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးနဲ့နောက်ပိုင်းထွက်ထွက်ခဲ့တဲ့ဇာတ်ကားနှစ်ခုဟာကမ္ဘာကျောင်းအောင်မြင်သွားခဲ့ပြီးတော့လူတိုင်းဒီပါ Battle Royale ဆိုတာပါလဲသိသွားခဲ့ကြပြီးတော့ Battle Royale တစ်ခုတည်းမှာကိုသာရှိခဲ့ရင်ဘယ်လိုဖြစ်မလဲဆိုပြီးတော့တွေးလာ ာခဲ့ကြတာပေါ့ဒီလိုစတွေးလာရာကနေပထမအဦးဆုံး Battle Royale Game Mode တစ်ခုကကျွန်တော်တို့အားလုံးသိပြီးသားဂိမ်းလေးတစ်ခုထဲမှာစတင်မွေးဖွားလာခဲ့ပါတယ် 2012ခုနှစ်မှာထွက်ခဲ့တဲ့လက်ရှိအချိန်မှာတော့နာမည်ကြားလိုက်ရုံဓာတ်ပုံတစ်ခုကိုမြင်လိုက်ရုံနဲ့တန်းသိကြတဲ့အတုံးကလေးတစ်ခုမှာစောစောကကျွန်တော်ပြောခဲ့တဲ့ Hunger Games ရုပ်ရှင်တွေကိုအခြေခံထားတဲ့ mod တစ်ခုကထွက်ပေါ်လာခဲ့ပါတယ်။ Minecraft Survival Games လို့ခေါ်ခဲ့ပြီးတော့ရုပ်ရှင်တဲကလိုပဲမြေပုံတစ်ခုထဲမှာ24ရောက်ကျုံရတဲ့ Battle Royale Game Mod တစ်ခုဖြစ်ခဲ့တာပေါ့။တော်တော်များများကဒီ Minecraft Mod အလေးအကြောင်းကိုမသိခဲ့ကြပါဘူး။ ဒါပေမဲ့ဒီ Minecraft mod လေးကပထမဦးဆုံး Battle Royale game mod ဖြစ်ခဲ့လို့တောင်ပြောနိုင်ပါတယ်။အဲ့ဒီနောက်မှာတော့ damage ကြီးတကယ်အပြင်ကလို့ဒီစနစ်ကြကြပြည့်ရခက်ရတဲ့စစ်တိုက်တဲ့ simulation game ကြီး Armor 2ရဲ့ Daisy ဆိုတဲ့ survival game mode တစ်ခုရှိခဲ့တာပေါ့ဒီကောင်က Battle Royale ဆိုတာထက် open world multiplayer survival လို့ပြောနိုင်ပါတယ် zombie တွေလည်းရှိတဲ့ကမ္ဘာကြီးထဲမှာစားတောက်ရှင်သန်ဖို့အတွက်တခြား player တွေနဲ့အတူတူရှင်ပြိုင်ရုန်းကန်ရတဲ့ game မျိုးပေါ့ဒီ Daisy ဆိုတဲ့ mode ကိုဆော့ရတာအရန်ကြိုက်ခဲ့ကြသူတွေအများကြီးထဲမှာမှ Brandon Green ဆိုတဲ့ Ireland နိုင်ငံသားတစ်ယောက်လည်းပါဝင်ခဲ့တာပေါ့ Brandon Green ဟာ Triple A game တွေကိုကစားရတာထက် Daisy လိုမျိုး mode တွေကိုဆော့ရတာဖန်တီးရတာပုံမှန်ပြီးတော့စိတ်ဝင်စားခဲ့တဲ့အတွက်စောစောကကျွန်တော်ပြောပြခဲ့တဲ့ Japan နိုင်ငံ ံက Battle Royale ဆိုတဲ့ရုပ်ရှင်ကိုအခြေခံထားတဲ့ Daisy အတွက် mod တစ်ခု Daisy Battle Royale ဆိုတာကိုထပ်ပြီးတော့ဖန်တီးခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူ့ရဲ့ online နာမည်က Player Unknown ပါ။ Arma 2ရဲ့နောက်ဆက်တွဲကိန်း Arma 3ထွက်ခဲ့ပြီးတဲ့နောက်မှာတော့ Player Unknown ကသူ့ရဲ့ mod ကိုလဲကြိုးကြိုးစားစား graphic ပိုလာတဲ့ Arma 3ပေါ်မှာပါရအောင်ထပ်လုပ်ခဲ့တယ်ပေါ့။ သူ့ရဲ့ battery mode ကအရန်ခက်စားသွားခဲ့တဲ့အတွက် Sony Online Entertainment ကသူ့ကိုအသစ်ထုတ်နေတဲ့ H1Z1 battery ဆိုတဲ့ဂိမ်းကိုကူထုတ်ပေးဖို့အတွက်အကြံပေးရာထူးနဲ့ခေါ်ခဲ့တာပေါ့ဒီလိုနဲ့ပထမအဦးဆုံးတီးသန့် battery ဂိမ်းလို့ပြောနိုင်တဲ့ H1Z1 King of the Hill ဆိုတဲ့ဂိမ်းက2015ခုနှစ်မှာ Steam ပေါ်ကို Early Access အနေနဲ့ရောက်ရှိလာခဲ့ပြီးတော့ကစားသူတွေလည်းများခဲ့တဲ့အတွက် Crafton ဆိုတဲ့တောင်ကိုရီးယားနိုင်ငံက game company တစ်ခုကသတိထားမိသွားခဲ့ပါတယ်။ Crafton ဆိုတာလက်ရှိအချိန်မှာတော့နာမည်ကြီးတဲ့ game publishing company တခုဖြစ်ပြီးတော့သူတို့လက်အောက်မှာ2013ခုနှစ်ကနာမည်ကြီးပထမဦးဆုံး action combat နဲ့ MMORPG game ဖြစ်တဲ့ Terra ကိုထုတ်ခဲ့တဲ့ Blue Hole Studios 2015ခုနှစ်မှာတော့ The Sims နဲ့တူတဲ့ graphic တော်တော်ပိုလာတဲ့ life simulation game Enzoi ကိုထုတ်ခဲ့တဲ့ Enzoi Studio နဲ့ Ghostwire Tokyo Evil Within Hi-Fi Rush တို့ကိုထုတ်ခဲ့တဲ့ Microsoft ကရောင်းထုတ်လိုက်တဲ့ Tango Gameworks ကိုလည်းဝယ်ထားတဲ့ Korean company ကြီးပေါ့ဒါပေမဲ့သူတို့ရဲ့နာမည်အကြီးဆုံးနဲ့အောင်မြင်ဆုံး game ကတော့ PUBG ဆိုတဲ့ ဲ့ဂိမ်းသေးလေးပါတချို့သိရင်သိပါလိမ့်မယ် PUBG ကို develop ခဲ့တုန်းက Krafton က Brandon Green ကိုလေးစားခဲ့ုံသာမကသူ့ကိုတောင်ကိုရီးယားကိုဖြောင်းလာခဲ့ပြီးတော့ဂိမ်းရဲ့ creative director အဖြစ်ပါလုပ်ဖို့အတွက်ကမ်းလှမ်းခဲ့တာပဲဖြစ်ပါတယ် Player Unknown Battleground ဆိုတဲ့ဂိမ်းကြီးက Steam ပေါ်မှာ Early Access စထွက်ခဲ့တဲ့အခါမှာတော့ Hey Give me your pants Go on Give me your pants All right. Now get out of here. I don't ever want to see you again. Gaming log တခုလုံးကို won't die pawn gwan တခြားအမေရိကန်အသံများဆိုသလိုမျိုးဝင်ရောက်လာခဲ့ပြီးတော့လက်ရှိအချိန်ထိအောင် Steam ပေါ်မှာတစ်ချိန်တည်းမှာကစားသူဦးရေအများဆုံးရှိတဲ့ game ပဲဖြစ်ပါတယ်။ဒီမှာကျွန်တော်တခုကြားညက်ပြီးတော့ပြောချင်တာကတချို့တီကောင်းတိနိုင်တဲ့ Dinosaur တွေပါတဲ့ Survival Game ကြီး Ark Survival Evolved ကလည်း 2015မှာတုန်းက Survival of the Fittest ဆိုတဲ့ Battle Royale mode ထုတ်ခဲ့ပါသေးတယ်။ထိုင်းစင်းကတော့တော့အောင်မြင်ခဲ့ပေမဲ့တီးတန့် game မဟုတ်ခဲ့တဲ့အတွက်အဲ့ဒီ game ကြောင့်အများကြီးစံပြောတော့ပါဘူး။ပထမအဦးဆုံးကဘာကျော်သွားခဲ့တဲ့ Battle Royale game ဖြစ်တဲ့ PUBG ကြောင့်လေးပြန်ပြောရအောင်။ဒီစထွက်တုန်းက bug တွေများခဲ့ပြီးတော့ခက်နေနေကစားရတဲ့ Battle Royale game ကြီးကတချို့အတွက်တော့လက်ရှိအချိန်ထိအောင်အကောင်းဆုံး game တစ်ခုလို့ပြောနိုင်ပါသေးတယ်။ပြီးတော့ဒီ game ရဲ့လူတိုင်းဒီပါသိတော့အောင်ကိုအောင်မြင်သွားခဲ့တာက streaming လောကကြောင့်လည်းပါပါတယ်။ Stroke လို့ပြောလိုက်ရင် CSGO professional player တယောက်ဆိုတာထက်သူ PUBG ဆော့ခဲ့တော့ကကျန်းခဲ့တာတွေကိုပိုသိကြလိမ့်မယ်လို့ထင်ပါတယ် PUBG ရဲ့အဲ့ဒီအချိန်တုန်းကထူးခြားချက်ကတော့တခြား game တွေလိုအမြဲတမ်းထိုင်ပစ်နေရတာမဟုတ်ပဲလူကောက်တော်တော်ကိုကြီးတဲ့နေပုံကြီးထဲမှာနေရယူတခြားအနံမီတွေရဲ့အတန်တွေကိုသိချာနားထောင်ရင်ဇုံသေးကုန်တစ်ဖြည်းဖြည်းချင်းဝင်ပြီးတော့နောက်ဆုံးအပိုင်းကတော်တော်ဆက်လို့ရှာဖို့ကောင်းခဲ့တဲ့အတွက် streamer တွေအတွက်လည်းတော်တော်လေးအဆင်ပြေခဲ့တဲ့ game လို့ပြောပါမယ် PUBG ကြောင့်အောင်မြင်သွားခဲ့ကြတဲ့ Shroud, Chocotago, Dr. Disrespect Dainock တို့လိုမျိုး streamer တွေအများကြီးရှိခဲ့တာပေါ့ ဂန်ပလေးကအလွန်ကောင်းမွန်ခဲ့ပြီးတော့တကယ်အပြင်ကနေတော့တူခဲ့တဲ့အတွက် PUBG ကိုလူကြိုက်များခဲ့လို့ပြောနိုင်ပြီးတော့ eSports အပိုင်းမှာလည်းနားလည်ရလွယ်တဲ့အတွက်ကြီးစုသူတွေအများများခဲ့တာပေါ့ဒါပေမဲ့တဖြည်းဖြည်းနဲ့ပြောင်းလဲထုတ်တက်သွားခဲ့တဲ့ Battleground လောကထဲမှာ PUBG ကဒီတိုင်းကဒီတိုင်းပဲတော်တော်ကြာကြာရပ်တန့်နေခဲ့တဲ့အတွက်လက်ရှိအချိန်မှာတော့အချိန်ကားလောက်စားသူတွေမရှိတော့ပါဘူးသို့တော်လည်း2022ခုနှစ်မှာတော့ Free to Play လုပ်လိုက်ပြီးခဲ့တဲ့နောက်မှာတော့လက်ရှိအချိန် Steam မှာနေ့စဉ်ကစားသူအများဆုံးဂိမ်းလူတွေကတစ်ခုအနေနဲ့တော့ရပ်တည်နေလျက်ရှိပါတယ်2022 ုနစ်ကထွက်ခဲ့တဲ့ဂိမ်းခုနေနဲ့ကတော့ဒါတော့ကောင်းကြော်ပြောလို့ရတယ်ပေါ့နော်2020နောက်ပိုင်းမှာတော့ rank ပွဲမဟုတ်ရင် bot တွေထည့်လိုက်တာကြောင့် PUBG stream တွေကိုကြည့်ရှုသူတွေနည်းနည်းကြာဆင်းသွားနိုင်တယ်လို့တော့ပြောနိုင်တာပေါ့။ bot တွေထည့်လိုက်ရတယ်ဆိုတော့ကလည်း PUBG လို့တကယ် player အယောက်100လို့တဲ့ game မျိုးမှာက player base ကြာဆင်းသွားတဲ့အခါမှာပွဲရှာရတာအလွန်ကြောက်သားလိုပဲဖြစ်ပါတယ်။ဒီလို player base ကြာဆင်းသွားတာက PUBG ရဲ့စမ်းသစ်တူထွင်မှုတွေမလုပ်တော့တာရဲ့ gaming log တစ်ခုတည်းမဟုတ်ပဲ mainstream media ကိုပါထိုးပေါက်လာနိုင်ခဲ့တဲ့ game ကြီးတစ်ခုကြောင့်ပဲဖြစ်ပါတယ်။ Fortnite ဟာ Battle Royale game တစ်ခုတည်းကိုမဟုတ်ဘဲ game ဆော့ရင်းနဲ့ပတ်စံရှာလို့ရတဲ့ hate ဆိုတဲ့အချက်ကိုကလေးတွေရဲ့ခေါင်းထဲကိုရိုက်ထည့်နိုင်ခဲ့ပြီးတော့မိဘတွေကိုလည်းအသိပေးခဲ့တဲ့ game လို့တော့ကျွန်တော်ကတော့ထင်ပါတယ်။2019ခုနှစ်မှာတုန်းကအသက်16နှစ်ပဲရှိသေးတဲ့ကောင်လေးတစ်ယောက်ကဒေါ်လာ3000တောင်မှ Fortnite ပြန်ပွဲတစ်ခုကနေနိုင်ခဲ့ဘူးလေဆိုတော့ Fortnite သာ Steam ပေါ်မှာရှိခဲ့မယ်ဆိုရင် PUBG ရဲ့ record ကို break သွားမှာအမှန်ပါပဲ။ဘာဖြစ်လို့လဲဆိုတော့2024ခုနှစ် November လကုန်လုံးက Fortnite ထဲမှာကျင်းပခဲ့တဲ့ Remix the Finally ဆိုတဲ့ Juice World ပါဝင်ခဲ့တဲ့ in game concert ကြီးကို live ကြည့်ရှုခဲ့သူပေါင်း14သန်းကျော်ရှိခဲ့လို့ပါပြီးတော့နည်းလို့လို့လဲ player base က9သိန်းကနေတသန်းအထိအောင်ရှိတဲ့ game ဖြစ်တဲ့အတွက်လူကစားတာအများဆုံး battle royale game လို့ပြောရင်လည်းမမှားပါဘူးဒါပေမဲ့ Fortnite က battle royale game တခုနဲ့စတင်ခဲ့တာတော့မဟုတ်ပါဘူး Fortnite Save the World ဆိုတဲ့ပတ်စံပေးဝယ်ရတဲ့ multiplayer survival game တခုဖြစ်နေစခဲ့ပြီးတော့သူရဲ့ထူးခြားတဲ့မြန်မြန်ဆန်ဆန်အိမ်ဆောက်လို့ရတဲ့ mechanic က battle royale game တခုနဲ့ပြောင်းလိုက်တဲ့အခါမှာတမူးထူးခြားတဲ့အရာတာကိုပေးနိုင်ခဲ့ပြီးတော့အိမ်ရဲ့ဘက်မှာကောင်းယုံတင်နေမရပဲအိမ်ဆောက် ောက်ကျွမ်းမှကျန်းနိုင်ခဲ့တဲ့အတွက် Pro Player တွေအတွက်ကတော့ရေရှည်ပိုဆော့လို့ကောင်းခဲ့တဲ့ဂိမ်းမျိုးပေါ့ Fortnite အကြောင်းကိုပြောပြီးတော့သူ့ရဲ့များပြားလွန်လာတဲ့ collab တွေအကြောင်းကိုမပြောပြရင်မမျှရကြပါလိမ့်မယ် King of Collaborations လို့တောင်ပြောနိုင်ပြီးတော့နာမည်ကြီးရုပ်ရှင်ဂိမ်း Anime Franchise တွေတော်တော်များများနဲ့လည်း collab လုပ်ဖူးတာပေါ့ Thanos ရဲ့ Infinity Gauntlet ကြီးပါလာတာ Attack on Titan တဲကလိုမျိုး movement နဲ့တွားလို့ရတာအဆရှိသလို gameplay ကိုပါ effect ဖြစ်တဲ့ collab တွေအပြင် စကင်တွေနဲ့ပြောရမယ်ဆိုရင်တော့အရန်များပြားလုံးလို့ပြောတော့မစုံဘူးထင်ပါတယ် Fortnite ဟာနာမည်ကြီး pop culture မှန်သမျှ collab ထားလို့တော့ထင်ရပါတယ်။ Eminem, Travis Scott, Ariana Grande နဲ့စောစောကကျွန်တော်ပြောခဲ့တဲ့ Juice WRLD လို့ကဘာကျော်အမှုပညာရှင်တွေတက်လဲပေါင်းပြီးတော့ game ထဲမှာ show ပွဲတွေလည်းလုပ်ခဲ့တာပေါ့။ဒါပေမဲ့ဘလောက်ပဲ collab တွေလုပ်လို့ gameplay ကမကောင်းခဲ့ဘူးဆိုရင်အများအတန်းတီထွင်ဆန်းသင့်တွေမရှိခဲ့ဘူးဆိုရင်အခုလိုရရှိအောင်မြင်နေမှာတော့မဟုတ်ပါဘူး။ Fortnite ရဲ့ gameplay က season အသစ်တစ်ခုစီတိုင်းမှာသစ္စာနဲ့ gameplay mechanic တွေကိုထည့်ပေးရတာကတကြောင်ကြီးမားတဲ့ creative mode community ကြီးကလည်းရှိတဲ့အတွက်အခုလို ိုစက်တိုက်အောင်မြင်နေသေးတာအမှန်ပါပဲ Fortnite နဲ့ PUBG တို့ရဲ့ AR မှအောင်မြင်မှုကြီးတွေကိုကြည့်ပြီးတော့ Activation ကလည်း Call of Duty Black Ops 4အတွက် Battle Royale Mode ထုတ်ခဲ့သလို EA ကလည်း Battlefield 5အတွက် Firestorm ဆိုတဲ့ Battle Royale Mode ထုတ်ခဲ့တာပေါ့နှစ်ခုလုံးကတီးတန့် Battle Royale Game မျိုးမဟုတ်တဲ့အတွက် Titan လောက်တော့အောင်မြင်ခဲ့ပေမဲ့လည်းရေရှည် Player Base ကိုမထိန်းသိမ်းထားနိုင်ခဲ့ပါဘူးဒါပေမဲ့ EA က publish ခဲ့တဲ့နောက်ထပ် Battle Royale game တစ်ခုကတော့နာမည်ကြီးတဲ့ game တစ်ခုဖြစ်လာခဲ့ပါတယ်။အဲ့ဒီ game ကတော့ 2016မှာ Game of the Year ရသွားခဲ့တဲ့ Hero Shooter ဖြစ်တဲ့ Overwatch တဲကလို Ability တွေပါတဲ့ Hero တွေကို Battle Royale Game တစ်ခုထဲမှာထည့်လိုက်ပြီးတော့ First Person Shooter တွေကြားမှာ Movement အကောင်းဆုံး Game တွေဖြစ်တဲ့ Titanfall Game Series ရဲ့ Movement နဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ Apex Legends ဟာတပတ်အတွင်းမှာကစားသူ25သန်းကျော်အထိရှိသွားခဲ့တာပေါ့ Apex Legends မထွက်ခင်မှာတုန်းကဘာမှ Public ကိုချပြထားခြင်းမရှိဘဲနဲ့ Game ကိုကောက်ထုတ်လိုက်တာကိုမှအဲ့လောက်အောင်မြင်သွားတာကဒီ Game ရဲ့ထူးခြားချက်လို့ပြောနိုင်ပါတယ်လက်ရှိအချိန်ထိအောင် Hero တွေပါတဲ့ lateral gain ကိုပြောပါဆိုရင် apex ကိုကြော်နိုင်တဲ့ gain ကတော့မရှိသလောက်ပါပဲဒါပေမဲ့လည်း EA ရဲ့လောဘကြီးတဲ့ပတ်စံရှာတဲ့ပုံစံတွေကြောင့်2025ခုနှစ်မှာတော့ player ရေအတွက်ကြာစင်းနေလျက်ရှိပါတယ် apex က cartoon style နဲ့ over the top ဖြစ်တဲ့ battle royale ဆိုရင် warzone ကသူနဲ့ပြောင်းမြန်ပါပဲ call of duty ရဲ့ first person gain လောကထဲမှာအကောင်းဆုံး gameplay ပေါ်ကိုအခြေခံထားတဲ့ warzone battle royale ကလည်းလူတွေကိုဖန်ဆားနိုင်ခဲ့တာမထူးဆန်းလာပါဘူး shroud တောင်မှတော်တော်လေးပြန်ကစားခဲ့ပါသေးတယ် realistic military shooter style ဖြစ်တဲ့ call of duty ကိုမှ nicki မနာချ်တို့ Snoop Dogg တို့လိုမျိုး skin တွေရောင်းပြီးတော့ပတ်စံရှာခဲ့တဲ့အချက်ကိုတော့ player တွေကမကြိုက်ကြကြရတော့အမှန်ပါပဲ။ဒါကြောင့်လဲ Steamboat ကရက်ဘူးတွေက mostly negative ဖြစ်နေတာပေါ့။ PUBG စတင်ကစားလာတဲ့အချိန်မှာ Mobile Gaming ဆိုတာကလည်းလှိုက်လက်လေလေကိုအောင်မြင်နေပြီဖြစ်တာပေါ့ဒါပေမဲ့ PUBG ကတော့ PC version ရဲ့အောင်မြင်မှုကြောင့် Mobile version မထုတ်သေးခဲ့တဲ့အတွက်ဒါကိုအခွင့်ကောင်းယူပြီးတော့ဖျက်ဆားခဲ့တဲ့လက်ရှိအချိန်ထိအောင်လူတွေကစားနေကြသေးတဲ့ဂိမ်းတစ်ခုရှိခဲ့ပါတယ်အဲ့ဒါကတော့ Free Fire ဆိုတဲ့ငကားမပါတဲ့ Mobile ပေါ်က Battle Royale game လေးပါဘယ်လောက်ပဲ graphic တွေပါတယ်မလောက်ဘူးပဲပြောပြော2025ခုနှစ်မှာ game ကို download လုပ်ခဲ့သူပေါင်း1 billion ကျော်တောင်ရှိနေပြီဖြစ်တဲ့အတွက်မအောင်မြင်ခဲ့ဘူးလို့ပြောလို့ရှိရင်လင်ရကြပါလိမ့်မယ်ဒါပေမဲ့ Free Fire အရမတိုင်ခင်တည်းကထွက်ထားခဲ့တဲ့ mobile battery game တွေရှိခဲ့ပါတယ်။ပထမအဦးဆုံး mobile ပေါ်က battery game လို့သတ်မှတ်လို့ရတဲ့ game ကတော့ Grand Battery လို့ခေါ်တဲ့ PUBG လိုပဲ။ဒရင်ဘုကခုန်ချပြီးတော့မြို့တစ်ခုအတွင်းမှာလူအယောက်20ပဲပါတဲ့တိတ်အရေးသွေးမကောင်းတဲ့ game တစ်ခုပဲဖြစ်ပါတယ်။တကယ်အောင်မြင်သွားခဲ့တဲ့ပထမအဦးဆုံး mobile battery game ကတော့ PUBG ရဲ့ Early Access ထွက်ပြီးတော့9လအကြာမှာထွက်ခဲ့တဲ့ game ပါ။တချို့မှပြင်မှတ်မိကြပါလိမ့်မယ်။ Rules of Survival လို့ခေါ်ပါတယ်။ ပထမဦးဆုံးရုတ်ထွက်အတံပိုင်းဆိုင်ရာနဲ့ control တွေကိုတည်တည်ချာချာလုပ်ပေးခဲ့တဲ့ mobile battery game လို့ပြောရင်လည်းမမှားပါဘူးပြီးတော့ကျွန်တော်တို့လည်းအခုတော့ရင်းနှီးပြီးသားဖြစ်တော့တဲ့ copy game တွေကိုထုတ်တဲ့နေရာမှာဆရာကြတဲ့ NetEase ကြီးကဆိုတော့2012မှာတော့ Rules of Survival ကပေးတင်သွားခဲ့ပြီဖြစ်ပေမဲ့အခုအချိန်ထိတချို့ mobile game တွေရဲ့ယဉ်ထဲမှာတော့ကျန်ရစ်နေအောင်မှာအမှန်ပါပဲ အဲ့ဒီနောက်မှာတော့မြန်မာ gaming community တခုလုံးကမဖြစ်မနေတိကိုတီးကြမဲ့ PUBG Mobile ကြီးထွက်လာခဲ့တာပေါ့မြန်မာနိုင်ငံရဲ့ streaming လောကကြီးကလည်း PUBG Mobile နဲ့ Mobile Legends Store ကြောင့် Facebook ပေါ်မှာစတင်ခက်စားလာခဲ့တယ်လို့ပြောနိုင်ပါတယ်ဒီဗီဒီယိုကိုကြည့်နေကြတဲ့သူတွေတော်တော်များများလဲကျွန်တော်ကိုအဲ့ဒီခက်မှာတိကျကြလို့များမဲ့ထင်ပါတယ် Daily Dose of PUBG တို့ Strong နဲ့ Choco Taco တို့ရဲ့ PUBG gameplay ဘာသာပြန်ဗီဒီယိုတွေကြောင့်ပေါ့အဲ့ဒီတကအားပေးကြတာဆိုရင်လည်း comment ထဲမှာ want to hack လို့ရေးခဲ့ကြပါနော် PUBG Mobile ဟာလက်ရှိအချိန်ထိအောင် Mobile ပေါ်မှာအောင်မြင်မှုအများဆုံး battle game တစ်ခုဖြစ်နေတော့မှာပဲ PUBG Mobile ထက်ကရေခဲ M4 AKM Hellfire X2 တို့ဆိုတာလူတိုင်းလိုချင်ခဲ့ကြတဲ့ skin တွေလည်းဖြစ်ခဲ့တာပေါ့နောက်ပိုင်း cosmetics တွေတအားကိုများလာတယ်လို့ကျွန်တော်ကတော့ထင်ပေမဲ့ game ကိုလက်ရှိအချိန်ထိအောင် enjoy နေတဲ့သူတွေတော့ရှိတော့မှာပဲအကောင့်အယောင်ဝယ်တွေလည်းဖြစ်နေတော့မှာပေါ့ PUBG Mobile ထွက်လာခဲ့ပြီးတဲ့နောက်မှာတော့သူဟာ Mobile ပတ်တယ်ရယ်ဘယင်ဖြစ်ခဲ့လို့ပြောနိုင်ပြီးတော့မြန်မာနိုင်ငံအတွက်တောင်းတီးတန့် collaboration တွေလုပ်ခဲ့တာပေါ့ဒါပေမဲ့တစ်ချိန်လုံးက Alan Walker ရဲ့ Faded သချင်းကိုချက်ကားလေးထဲမှာဖွင့်ရင်းနဲ့တကယ်ချင်းတွေနဲ့အတူတူ bot loop ဖြစ်ခဲ့ရတဲ့အချိန်တွေနဲ့အခုမတူတော့တာတော့အမှန်ပါပဲ it just doesn't hit the same ပေါ့နော် PUBG Mobile နောက်ပိုင်းမှာထွက်ခဲ့တဲ့ Mobile Battle Royale game တွေထဲမှာအခုအချိန်ထိ player base ရှိပြီးတော့ Omni သေးတာ Call of Duty Mobile နဲ့ Blast Strike Mobile ပဲရှိရလို့ကျွန်တော်ကတော့ထင်ပါတယ် Crafton က PUBG Mobile ရဲ့ skin ပေါင်း16000လောက်ထည့်တာကိုမချေနှက်ဘဲ ဲနဲ့သူတို့ကိုယ်တိုင် PUBG New State ဆိုတာကိုထုတ်ခဲ့ပေမဲ့ performance မကောင်းခဲ့တဲ့အတွက်ကစားသူအရေအတွက်တော်တော်ကိုနည်းခဲ့ပါတယ် Call of Duty Warzone Mobile ကလည်းအလားတူပါပဲ။ဂိမ်းကြီးကဈေးကြီးပေးဝယ်ရတဲ့ high end device တွေလောက်မှသာကောင်းကောင်းမွန်ဆွနိုင်ခဲ့တဲ့အတွက်ဘယ်လောက်ရုပ်ထွက်တွေလှပြီးတော့ချမ်းထော်နေပါစေ။ player အရေအတွက်နည်းခဲ့တဲ့အတွက်အောင်မြင်မှုအများကြီးမရရှိခဲ့ပါဘူး။ Apex Legends Mobile အကြောင်းကတော့ကျွန်တော်တွေ့တူတူမပြောတော့ပါဘူး။ဂိမ်းကကောင်းခဲ့ပေမဲ့မုတ်တွေတအားများခဲ့တာရဲ့ cheater တွေကိုမနိုင်နှင်းနိုင်ခဲ့ပဲ bug တွေပြင်ဖို့ကြာနေခဲ့တာရဲ့တအားလောဘကြီးခဲ့တဲ့ EA အတွက်ဝင်ဝင်နေခဲ့တာရဲ့အကြောင်းတက်တက်ပဲခံခဲ့ပါရတယ်။အဲ့ဒီအကြောင်းကိုကျွန်တော်သီးသန့် video တစ်ခုလုပ်ထားခဲ့တဲ့အတွက်သွားကြည့်နိုင်ပါတယ်။ တလက်စားတဲ့အဆင်ပြေတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုလည်း like လေးလုပ်ပေးသွားကြပါဦးနော်ကျွန်တော်တို့တကယ်ကူညီရရောက်ပါတယ် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ Apex Legends Mobile ပြသိမ်းသွားခဲ့ပြီးတော့တကယ်ဆော့လို့ကောင်းခဲ့တဲ့ Farlight 84ဆိုတဲ့ Mobile Battle Game တစ်ခုထွက်ခဲ့ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းတော်တော်လေးကိုကြိုက်ခဲ့တာပါဒါပေမဲ့နောက်ပိုင်း game ရဲ့ပျော်ဖို့ကောင်းတဲ့ movement ability တွေကို nerf ပြစ်ပြီးတော့ player တို့ရဲ့ feedback တွေကိုလစ်လျူရှုထားတာများလာတဲ့အတွက်လက်ရှိအချိန်မှာတော့နည်းနည်းဖေးနေပြီလို့ပြောရင်လည်းမမဟုတ်လို့ထင်ပါတယ်တခြား mobile battle royale game တွေဥပမာ Cyber Hunter, Final Fantasy The First Soldier, Fortnite အစရှိတာတွေလည်းအများကြီးရှိခဲ့ပေမဲ့ခြုံကြည့်နိုင် ဲ့တအားကြီးဘမ်းမစားခဲ့ဘူးလို့ထင်တဲ့အတွက်ကျွန်တော်အထက်မပြောတော့ပါဘူးတကယ်လို့ကျွန်တော်မေ့သွားခဲ့တဲ့အထင်နဲ့အရန်ကောင်းခဲ့တဲ့ mobile battery game တွေရှိခဲ့ရင်လဲ comment ထဲမှာလွတ်လပ်စွာရေးပြီးတော့သတိပေးသွားကြပါအောင်နော် mobile အတွက်ပဲ fail သွားခဲ့တဲ့ battery game တွေများတာမဟုတ်ပါဘူး PC console တွေပေါ်မှာလဲ Hyperscape ဆိုတဲ့ Ubisoft က streamer တွေကို focus ခဲ့တဲ့ battery royale တို့ Ring of Elysium တို့ Super Paper တို့လို game တွေလည်းရှိခဲ့ပါတယ်ပြီးတော့ထင်ရှားခဲ့တဲ့ battery royale တိုင်းကတရခက်ရတဲ့ game နိုင်တော့လဲမဟုတ်ခဲ့ပါဘူး PC ပေါ်မှာဆိုလို့ရှိရင် Fall Guys mobile မှာဆိုလို့ရှိရင် Stable Guys Dice တို့လိုပျော်စရာဂိမ်းလေးတွေလည်းရှိခဲ့သလို Brawl Stars လိုအပေါ်စီးကကြည့်ရတဲ့ဂိမ်းမျိုးမှာလည်း Battle Royale မဟုတ်လိုမျိုးတွေပါခဲ့သလို PVP PVE ပေါင်းစပ်ခဲ့ပြီးတော့အပေါ်စီးကကြည့်ရတဲ့ Catalyst Black လိုမျိုးဂိမ်းတွေလည်းရှိခဲ့တာပေါ့ Tetris 99ဆိုတဲ့ Tetris ကိုမှ Battle Royale လောက်ထားတာမျိုးလည်းရှိခဲ့ပါသေးတယ်လက်ရှိအချိန်မှာတော့ mobile ဖုန်းမှာအစောတင်ဆုံး battle royale တွေကို ပြောပါဆိုရင် PUBG Mobile, Blast Strike, Warzone Mobile တို့လို game တွေကိုပဲပြောရမယ်လို့ထင်ပါတယ်။ PC ပုံမှာတော့ရွေးချယ်စရာလည်းများပါပဲ။ တကယ် player base တောင့်တဲ့ game က PUBG, Apex Legends, Fortnite နဲ့ Warzone တို့လောက်ပဲရှိတာပေါ့ mobile game တွေနဲ့ extraction shooter game တွေခက်စားလာတာရဲ့ကြောင့်လားအရေးသွေးကောင်းတဲ့စမ်းသစ်တဲ့ပုံစံမျိုးနဲ့ battle royale game တွေထုတ်ရတာက game community တွေအတွက်အရန်အကုန်ကြများပြီးတော့ risk များတာမို့လို့လား ဂိမ်းမာတွေကပဲ Battleworld ဂိမ်းတွေကိုဤသွားလို့လား Gaming လောကကြီးကပဲပုံမိုကျယ်ပြန့်လာလို့တာဆိုတာကတော့မသေးကြပေမဲ့ Battleworld ဂိမ်းကစားသူတွေနဲ့လာရတော့ကျွန်တော်ကတော့အမြင်ပါတယ်ညီကောင်မောင်မတို့ရောဒါကိုလက်ခံလားမခံလားရေးသွားကြကြပါဦး PC မှာဆို Escape from Tarkov Mobile တွက်ဆို Arena Breakout လိုမျိုး Extraction Shooter တွေကများဂိမ်းလောကရဲ့နောက်ထပ် Trendy တစ်ခုဖြစ်လာလိမ့်မလားတော့ပြောဖို့ခက်ခဲပေမဲ့ Battleworld ဂိမ်းတွေကလက်ရှိအချိန်မှာတော့ Gaming လောကရဲ့ကြီးမားတဲ့အစိပ်ပိုင်းတစ်ခုကိုယူလာပါသေးတယ် အားလုံးအဆုံးထိကြည့်ပြရအောင်ကျေးဇူးပါဗီဒီယိုလေးကိုကြိုက်လို့ရှိရင် like လုပ်ခဲ့ပေးဒါမျိုး content တွေကိုကြိုက်လို့ရှိရင် subscribe လုပ်သွားကြပါဦးနော်နောက်ထပ် content တွေမှာပြန်တွေ့ကြတာပေါ့